hello guys အားလုံးပဲမင်္ဂလာပါအာဒီနေ့မှာတော့ကျွန်မ collective reading လေးတစ်ခုထပ်ကြည့်ပေးမယ်เนาะအာဒီ reading မှာကျတော့ပေါ့เนาะကျွန်မအမြင်လေးနှမျိုးနဲ့ပြောသွားမယ်ပေါ့เนาะ Tamen story တစ်ပုဒ်လေးပြပြသွားမယ်အခြေအနေနဲ့ပတ်သက်တဲ့အာ story တစ်ပုဒ်လေးပြပြသွားမယ်ပေါ့เนาะ story နှစ်ပုဒ်ပေါ့เนาะအဲ့တော့ကျွန်မပထမဆုံးတွေ့ရအရာပေါ့เนาะပထမဆုံးတွေ့ရအရာကတော့အခုကြည့်နေ collective လေးတွေကိုပေါ့เนาะ ကိုကြည့်ရကောလာတလေးတွေကိုပိုင်ရှင်ရှိပြီးသားသူရည်စားရှိပြီးသားသူတွေကအဲလာကြိုက်တာမျိုးပေါ့နော်လာကြိုက်တာမျိုးမြူဆွေရမျိုးလာကြိုက်တာမျိုးအဲတွေ့ရတယ်ပေါ့နော်အဲ့ဒီသူကအဲသူပိုင်ရှင်နဲ့ရှိပြီးသားပေါ့နော်နောက်ပြီးတော့မှသူကိုယ်တိုင်းဖန်တီးထားတဲ့အရာပေါ့နော်ဥမဟုတ်ဖဲနဲ့သူကိုယ်တိုင်းအလုပ်ယူထားတဲ့အရာမဟုတ်ဖဲနဲ့ပေါ့နော်ဥမှာသူများရဲ့အဲပတ်စံနဲ့ချင်းကားပြီးတော့မှအဲပတ်စံရှိချောင်းပြတဲ့ပုံစံမျိုးပေါ့နော်အဲနောက်ကြတော့ အဲသူသူပိုင်ဆိုင်တာမဟုတ်ဘူးပေါ့ဥမာသူမိဘပိုင်ဆိုင်တာမျိုးပေါ့အဲ့လိုမျိုးတွေနဲ့ကိုယ်လာပြီးတော့ကျွဲပြတာမျိုးတွေပေါ့နော်အဲအဲ့လို show off လုပ်တာမျိုးလေးတွေရှိတယ်ပိုင်ရှင်နဲ့ရှိနေတဲ့အတန်းနဲ့ပေါ့နော်အဲ့လိုမျိုးလေးတွေတကူးတွေ့ရတယ်ပေါ့နော်နောက်တစ်ချက်ကကြတော့ဒီ collective တွေအခုကြည့်နေ collective တွေရတဲ့အချို့သော collective တွေကပေါ့နော် public figure လို့အလိုမျိုးလူတွေရှိမှမိမိကိုကိုမိမိရကိုထွက်ပြရပြီးတော့မှာပေါ့နော်လူတွေရှိမှထွက်ပြရပြီးတော့မှာ အဥပမာတချင်းဆိုရာမျိုးနော်တရုတ်ဆောင်လောက်တာမျိုး public face ကလောက်တာမျိုးအဲ့လိုမျိုးနဲ့တမူဝန်ချပြုတဲ့လူတွေဖြစ်ကောင်းဖြစ်နိုင်တယ်ပြီးတော့အချိန်ကျတော့အဲ့လိုမျိုးသူတွေပေါ့နော် public face ကလောက်တဲ့လူတွေလူတွေနဲ့ထိတွေ့ဆက်ဆံပြီးတော့မှအလုံးလုံးရတဲ့သူတွေဆိုလို့ရှိရင်အခုအချိန်ကာလမှာအမြင်မှုရတာမျိုးအတွေ့နိုင်တယ်ပေါ့နော်နောက်ပြီးတော့မှတင်လို့ခြင်းနဲ့အရာတခုကိုရဖို့အတွက်ပေါ့နော် င်လုံချင်တဲ့အရာတစ်ခုကိုရဖို့အတွက်အဲစူးစမ်းရတာမျိုးပေါ့နော်ရှင်ပြိုင်ရတာမျိုးရှင်ပြိုင်တက်ခိုင်းပြီးမှအပြိုင်ဆိုင်ထဲမှာစူးစမ်းရတာမျိုးဥပမာကုမ္ပဏီဝန်ထမ်းဆိုလို့ရှိရင်လည်းဝန်ထမ်းနေအများကြီးရှိရတဲ့အထက်ကမှအကိုကပေါ့နော်အကောင်းဆုံးဖြစ်အောင်လို့လူအများကြီးနဲ့ရှင်ပြိုင်ပြီးတော့မှအဲပေါ့နော်ရှင်ပြိုင်ပြီးစူးစမ်းရတာမျိုးရှိရရတူရဖို့ဆိုလည်းရတူရဖို့ပေါ့နော်အငွေရဖို့ဆိုလို့ရှိရင်လည်းအများနဲ့ရှင်ပြိုင်တိုက်ခိုက်ပြီးတော့မှ အာရအာရယူရတာမျိုးပေါ့အများနဲ့တိုက်ခိုက်ပြီးလေးလံဆွဲရတဲ့အလုံမျိုးပေါ့နော်အလုံဆိုလို့ရှိရင်လည်းပေါ့နော်ပြီးအကြောင်းသားတွေဆက်မွေးဒီပိုင်းဖြီးတယ်ဆိုလို့ရှိရင်လည်းအများနဲ့ရှင်ပြိုင်ပြီးတော့မှအကိုကဆုရအောင်လုပ်ရတာမျိုးအောင်မြင်အောင်လုပ်ရတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့တယ်အဲ့ဒါမျိုးကိုလည်းသင်ကရယူနိုင်မယ်လို့လည်းတွေ့တယ်နော်နောက်တစ်ခုကဆိုတော့ပေါ့နော်အခုချိန်မှာတဲ့နော်အခုကြည့်နေ ကလဒလီရီယာပေါ့နော်ညံရီပေါ့ညံစွမ်းညံစားညံရီကိုမျိုးလေးအမျိုးလေးတွေတွေ့ရတယ်။ခေါင်းထဲမှာအကြံညံလေးတွေအကြံညံအစ်စ်လေးတွေထွက်မယ်အတွေးခေါ်အစ်စ်လေးတွေထွက်မယ်ပေါ့နော်။အဲ့ဒီအတွေးခေါ်တွေကပဲအကို့ကိုပေါ့နော်ကံကောင်းစေရာမျိုးကိုယ့်ရဲ့ကံကြမ္မာကိုကိုကိုယ်တိုင်ဖန်တီးတယ်လို့မျိုးပေါ့နော်။ကိုယ့်ရဲ့အတွေးခေါ်ကိုမျိုးရာမျိုးစိတ်ကူးညံကိုမျိုးရာမျိုးကိုယ့်ရဲ့ညံကောင်းမှုပေါ့အတွေးခေါ်ကောင်းမှုတွေကကိုယ့်ကိုကိုယ့်ကိုအကျိုးပေးမဲ့အချိန်ကာလပေါ့နော်။ အဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့အဲတင် manifestation လောက်ထားတဲ့အရာတွေပေါ့နော်အဲအခုကြည့်နေရဲ့အခုကြည့်နေတဲ့သူတွေပေါ့နော် manifestation လောက်ထားတဲ့အရာတွေကိုလည်းဒီကလာတွေမှာအာရနိုင်မယ်ဆိုတဲ့အဲရနိုင်မယ်ဆိုတဲ့အရာမျိုးလေးတွေ့ရတယ်ပေါ့နော် အခုချိန်ကာလဟာကံကောင်းနေတယ်လို့လည်းအဲပြောလို့ရတယ်ပေါ့နော်တရားငွေကြေးတွေ manifest လုပ်ထားတယ်ဆိုလို့ရှိရင်လည်းငွေကြေးရနိုင်တာမျိုးကိုတွေ့တယ်။တင်မှာငွေကြေးလေးတွေစုဆောင် အောင်မိတာမျိုးတွေ့တယ်။နောက်တစ်ခုကကြတော့ပေါ့နော်။အမ်တင်းတို့တွေကပေါ့နော်ကလေးတွေဘာတွေဒီကဲလို့အိမ်အောင်ရှိရတဲ့သူတွေဘာတွေဆိုလို့ရှိရင်ကလေးတွေဘာတွေလူချင်းတို့အဲ့ဒီကလေးတွေအတွက်ကို manifest လုပ်ထားတယ်ဆိုလို့ရှိရင်လည်းကလေးရနိုင်တာမျိုးတွေတွေ့ရင်နောက်ပြီးတော့လေအရှိကာလမှာပေါ့နော်အရှိကာလတွေမှာပြန်မှန်ခတ်ခဲတယ်ဆိုလို့ရှိရင်လည်းအခုချိန်မှာပေါ့နော်အေးစစီလေးအဲ့လှလှပပလေးနေရမယ့်အချိန်ကာလတစ်ခုကိုအဲရောက်လာခဲ့ပေါ့နော် အဲ့လိုမျိုးပြောလို့ရတယ်နောက်တစ်ခုကကြတော့ဗောနော်တချို့သောသူတွေပေါ့မိမိရဲ့အတွေ့အကြုံမှာ အတွေ့အကြုံတွေမှာပိတ်လောင်နေတဲ့သူတွေပေါ့နော်အတွေ့အကြုံမှာပိတ်လောင်နေတဲ့သူတွေကိုယ့်ကိုယ်ကိုယ်ပေါ့နော်မဖြစ်နိုင်တဲ့အရာတွေဝယ်ဖြစ်ဖြစ်စိတ်ဒုက္ခပြန်ပြီးတော့ပေးနေတဲ့လူတွေပေါ့နော်မဖြစ်နိုင်တော့ပါဘူးမရနိုင်တော့ပါဘူးဆိုတဲ့အရာတွေမဖြစ်နိုင်တော့တဲ့အရာတွေကိုတဲ့ကိုယ့်အနေကိုစိတ်ဒုက္ခမပေးဘဲနဲ့ပေါ့နော်ကိုယ့်ကိုခံစားစေမယ့်အရာတွေ ခံစားရမယ်အတူကြီးတွေခံစားရမယ်အခံစားချက်တွေပေါ့နော်အဲ့ဒီအရာတွေကိုတကူကထားခဲ့လိုက်ရမယ်နော်ထားခဲ့လိုက်ရမယ်ထားခဲ့လိုက်လို့ရှိရင်ဘာဖြစ်မလဲဆိုတော့ပော့ပါလွတ်လပ်ပြီးတော့မှပျော်ရွှင်တဲ့ဘဝမျိုးရလိမ့်မယ်နော်အဲ့တော့ ကိုယ့်အတွက်မဖြစ်နိုင်တဲ့အရာတွေပေါ့နော်ဥမာကိုလုံးနိုင်ကိုလုံးနိုင်တာ90လုံးနိုင်တယ်ဆိုလို့ရှိရင်ကိုယ့်ဟာနဲ့ကို100လောက် push လုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးမဖြစ်နိုင်တဲ့အရာတွေ push လုပ်ပြီးတော့မှစိတ်ပင်ပန်းခံနေမဲ့အစားပေါ့နော်အဲ့ဒီအတွေ့အကြုံကိုထားခဲ့လိုက်လို့ရှိရင်ကိုက90လုံထိုင်နေဆို90လုံပြီးအဲ့ဒီအရာနဲ့ခြေနှက်လိုက်တာမျိုးပေါ့နော်မဖြစ်နိုင်တဲ့အရာကြီးကိုအဲလုံနေရဲနဲ့စူးစမ်းမနေပဲနဲ့ပေါ့နော် မဖြစ်နိုင်တဲ့အရာမဖြစ်နိုင်တဲ့အရာကိုပြောတာနော်မဖြစ်နိုင်တဲ့အရာကိုပြောတာနော်ဖြစ်နိုင်တဲ့အရာတွေကိုပြောတော့မဟုတ်ဘူးအဲ့ဒါတွေကိုထားခဲ့ရမယ်နော်နောက်တစ်ခုကကြတော့စိတ်မှာအရင်ကိုကိုကိုစိတ်ဒုက္ခပေးနေတယ်ပေါ့နော်စိတ်ဒုက္ခပေးနေတဲ့အတွေးတွေစိတ်ခံစားချက်တွေကိုလည်းတဲ့ အဲစွန့်ထုတ်ပြရမယ်နော်ကိုယ်စိတ်ကိုပြောအောင်ထားမယ်နော်ကိုယ်စိတ်ကိုပြောအောင်ထားလို့ရှိရင်ပေါ်ပါလွတ်လပ်ပြီးပျော်ရွှင်တဲ့လူတရားဖြစ်လာမယ်နော်တချို့ကံလေးတွေပိတ်နေတဲ့လူတွေပေါ့နော်စိတ်ညစ်စရာအတွေ့အကြုံနဲ့ပိတ်ဆို့နေတဲ့လူတွေကံတွေပိတ်နေတဲ့လူတွေပေါ့ကံတွေပိတ်နေရဆိုတာစိတ်ညစ်စရာအတွေ့အကြုံနဲ့လာရဲဆိုတဲ့သဘောမျိုးတက်ရောက်တာပေါ့နော်အဲ့ဒီတော့အဲ့ဒီအတွေ့အကြုံကိုတဲ့ဖယ်ချလိုက်လို့ရှိရင်နဲ့နော်အဲလွတ်မြောက်တဲ့လူတရားဖြစ်လာမယ်နောက်တစ်ခုကအချစ်ရေးမှလည်း န်ကောင်းလာလိမ့်မယ်เนาะအခြေအေးမှာလည်းကန်ကောင်းလာလိမ့်မယ်အဲမိမိနဲ့တင့်တော်တဲ့လူမျိုးတွေ့လာနိုင်နေပေါ့เนาะနောက်တစ်ခုနောက်တစ်ခုကကြတော့ခံစားချက်တွေနဲ့နစ်မောနေတဲ့သူခံစားချက်တွေနဲ့နစ်မောနေတဲ့သူဆိုတာအမ်စိတ်တန်ရရရှိလို့ပေါ့เนาะစိတ်တန်ရရရှိလို့နာကျင်စရာရရှိလို့အမ်ပြီးတော့ချိန်ကျတော့ တနေ့ရရာနေပြီးရုံမထွက်နိုင်တာမျိုးပေါ့နော်အချင်းနဲ့ချက်ထဲရောက်နေတဲ့သူမျိုးပေါ့အချင်းနဲ့ချက်ထဲမှာထွက်ပေါက်မရှိဘူးထွက်ပေါက်ပိတ်ခံထားရတဲ့သူမျိုးတွေရာတဲ့ဒီချိန်မှာတဲ့ပြန်ပြီးတော့မှလေအချင်းနဲ့ချက်ထဲရောက်နေတဲ့လူတွေထွက်ပေါက်ပိတ်နေတဲ့လူတွေကအခုချိန်မှာပြန်ပြီးတော့မှလေအဆင်ပြေမယ် ပြန်လဲနိုးထမယ်နော်ပြန်လဲနိုးထမယ်ပြန်ပြီးတော့မှအစ်စ်ပြေးမယ်အဲဘဝတစ်ခုကတည်ဆုံးနေပြီလို့ကိုကိုကိုထင်နေသူတွေဆိုလို့ရှိရင်လည်းဘဝသစ်ရလိမ့်မယ်ဘဝသစ်ပြန်ဆရလိမ့်မယ်အစ်စ်ကလည်းပြန်ဆရလိမ့်မယ်နော်နောက်ပြီးတော့အေးစစနဲ့ပေါ့နော်အဲအေးစစနဲ့ချစ်ချစ်မိုးမိုးနဲ့နေနိုင်လိမ့်မယ်ပေါ့နော် တချို့တော့ဗောနော်တချို့တော့သုံးမွေဆိုင်ခြေရဲမှာရောင်းနေတဲ့သူမျိုးတွေอ่ะဗောနော်အဲ့ဒီသုံးမွေဆိုင်ခြေရဲကြောင့်မလို့ဗောနော်တင်းတို့တွေစကားများရတာပြိပခဖြစ်ရတာမျိုးလေးတွေဗောနော်အဲတော့ဗမေတေကအဲ့ဒီပြိပခါတွေကြားထဲမှာတေရအနိုင်ရရှိလိုက်တာမျိုးဩဖြစ်နိုင်တယ်เนาะတေရအနိုင်ရရှိလိုက်တာမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့အဲတေရကကြမအရာပေါ့เนาะတေရကကြမအရာတေကအငွေကြီးကြီး ပိုင်ဆိုင်တာမျိုးငွေလေးတွေစုဆောင်းမိရမျိုးလေးတွေရှိမယ်ပေါ့เนาะအနောက်တစ်ခုကကြတော့လေဒီသုံးဝင်ဆိုင်အခြေအနေတွေပိုင်းနဲ့အပတ်သက်ပြီးရောမှာပေါ့เนาะတင်ဘက်ကကိုဝင်ရလာလာနိုင်မျိုးအပါကိုဝင်နေပါလာနိုင်တာမျိုးပေါ့เนาะအဲ့လိုမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တစ်ခုကအဲ့ဒီသုံးဝင်ဆိုင်အခြေအနေကနေပြီးရောမှာတင်ကလှည့်ထွက်ခဲ့ပြီးရောမှာအစ်မလွတ်လပ်ပျော်ရွှင်ပေါ်ပါသွားပြီးရောမှာပေါ့เนาะ ဒလဘရှင်ပေါ်ပါတာပြီးတော့မှအတိမနောက်ထပ်အချစ်သေးအထတ်တွေ့ရမျိုးပေါ့နော် အချစ်သေးထတ်တွေ့ရမျိုးတွေ့တယ်ပြီးတော့တင်းကအတင်းရဲ့ကန့်ဆိုးမှုတွေပေါ့နော်တင်းရဲ့ကန့်ဆိုးမှုတွေအစိတ်ချင်းကျက်နေတဲ့နေရပေါ့နော်စိတ်ချင်းကျက်နေတဲ့နေရပိတ်တော့ပြီးတော့ဒီ relationship ထဲမှာပိတ်မိနေရဆိုလို့ရှိရင်လည်းပေါ့နော်အဲ့ relationship ထဲမှာမပိတ်မိတော့ဘဲနဲ့ပေါ့နော်တင်းကထွက်ခွာလာနိုင်တာမျိုးတင်းကပြန်ပြန်လဲပြီးတော့မှပေါ့နော် ်စိတ်သက်လူသက်ဖြစ်သွားတာမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်ပေါ့ဒီ relationship အဟောင်းကိုသုံးဖို့ဆိုင်ဖြစ်နေ relationship အဟောင်းကိုစွန့်ခွာလိုက်ပြီးတော့မှာပေါ့နော်တင်ကအဆင်ပြေသွားတယ်အဆင်ပြေသွားရဆိုတော့တင်ကသူ့ကိုထားခဲ့လိုက်တယ်ထားခဲ့လိုက်ပြီးတော့မှာတင်ကအဆင်ပြေသွားပြီးတော့အမ်နောက်ထပ်အချစ်တွေ့တာမျိုးပြီးရင်နောက်ထပ်တင်က ငွေကြေးလေးတွေပေါ့နော်လူကိုယ်တိုင်လည်းစိတ်ရောလူရောပေါ်ပါလန်ဆန်ပြီးတော့မှငွေကြေးတွေအစဉ်ပြေတာမျိုးအန်တစ်မှာပေါ့နော်ချီချီမူးမူးနဲ့တည်နေနိုင်တာမျိုးလေးပေါ့နော်အနေထားတစ်ခုလေးရောက်လာတာမျိုးတွေ့ရပေါ့နော်ဒါကတော့အန်ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မှအမြင်ကိုပြပြတာပေါ့နော်အဆလို့ရှင်ပေါ့နော်ကျမပြပြသွားတယ်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အခြေအရေးရဲ့အဲကျမမြင်တဲ့ဥစ္စာလေးပြပြသွားတာကို သဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။